Yes မင်္ဂလာပါဒီနေ့တော့ကတော့ကျွန်တော် lesson 4အာ lesson 4ပေါ့เนาะဒီ lesson 4ပါပါတိုက်တယ်လဲဆိုတော့ကျွန်တော် color speed color node ရဲ့ management ပေါ့เนาะ color management ဖြစ်ပါတယ်ဒီ color color management ကအာကျွန်တော်အရင်အရင်အရင်ဘက်မှာကျွန်တော် management မဟုတ်ဒီ node အကြောင်းလည်းကျွန်တော်ပြောထားတာပေါ့เนาะဒီနေ့ကအဲ့ဒီ node ကို management ဘယ်လိုလုပ်ရအောင်လဲဆိုတော့ဒီနေ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်โอเค let's go bro အခုကျွန်တော်တို့မြင်နေရတဲ့ speed ကအာ ပထမနောက်ပေါ်ဒီပထမဦးဆုံးဒီအစမ်းအရောင်ကဟိုရင်တစ်ပတ်ကကျွန်တော်ပြောထားပေးတာဖြစ်ပါတယ်။ဘာလဲဆိုတော့ soup ပေါ့နော်။ဒီအစမ်းအရောင်ထွက်တဲ့ဆက်ပထမဦးဆုံးထွက်တာကဒါအစမ်းအရောင်မှာရှိတဲ့ဟာက Sony ရဲ့ Aslog 3ပါ။ဒီ Fruity ရဲ့ Aslog 3ပေါ့နော်။ဒါက and conflict video လို့ပြောလို့ရပါတယ်။ဒါ Aslog video လို့ပြောရင်ပုံမှန်တယ်ပေါ့နော်။ raw မဟုတ်တဲ့အတွက်ဒီ okay ဒီဒီနောက်မှာဆိုရင်ကျွန်တော်တို့ကတပန်ဂျီမှာတပန်ဂျီ white camera နဲ့လောက်လောက်မှာဖြစ်ပါတယ်။ ထမအောင်ဆုံးကျွန်တော်တော်တော်ညိုဝိုက်ကမှာပါဘယ်လိုပြောရမလဲကျွန်တော် effect မှာရှိတဲ့ color space transform ကိုကျွန်တော်တို့ထည့်သွင်းမှာဖြစ်ပါတယ် color space transform ဆိုပထမအောင်ဆုံးကျွန်တော်တို့ Sony Sony မှာ37ပြန်အတိုင်းပါเนาะ Sony white ကမှာကျွန်တော်တို့သုံးထားတယ် Sony ရဲ့ Sony အာကမှာ3 Sinion ပြီးတော့ Sony အာ Aslock 3ပါเนาะ Aslock 3ပြီးတော့ Davinci white ကမှာ Davinci white ကမှာ တပန်ကြီး intermediate okay ကျွန်တော်တို့ဒါပထမဒါဆို level ကျွန်တော်ပြန်တက်ပါမယ်ဟုတ်လား import ပေါ့နော် csd import ဒါက import နောက်တစ်ခုကကျွန်တော်တို့ output ပြန်ထုတ်မယ် output ပြန်ထုတ်မယ်ဒါကျွန်တော်တို့ဟိုဟာလေတပန်ကြီး white comma မှာလို့လို့လို့ကျွန်တော်တပန်ကြီး white comma ကိုကျွန်တော်အာ output color space ကျွန်တော်ထည့်လိုက်တယ်ဒီ output color space တိုင်းပဲကျွန်တော်တို့ဒီ copy paste ီမှာဒီ import color space မှာဆနာကတပန်ကြီး white ကမှာကျွန်တော်ပြန်ထည့်မှာပေါ့နော်တပန်ကြီး white ကမှာတပန်ကြီး intermediate တပန်ကြီး intermediate ဒီ output color space မှာဆိုရင်ကျွန်တော်ပါပြန်ထည့်မှာဆိုတော့ span online output ကမှာဆိုရင် ra span online ပေါ့နော် okay ကျွန်တော်ကိုဒါမေးပြီပေါ့နော်အာအရင်ဘက်ကအရင်အရင်ရက်ကအရင် lesson မှာဆိုရင် ကျွန်တော်ကို ကျွန်တော်ကကာကာမာ2 by 2လို့2 by 4လို့ထည့်တာပေါ့နော်။ဘာလို့အခုအာ Raspberry online ထည့်တာပေါ့နော်။ဘာလို့ဆိုဒီ now lesson မှာဆိုရင်ကျွန်တော်ထပ်ပြောင်းမှာဖြစ်ပါတယ်။ Okay ဒါက output မှာဆိုရင်ကျွန်တော်တို့ output ဆိုရင် Spam online ပေါ့နော် Spam online Okay ဒါက import ဒါက output ကျွန်တော်တို့ import import မှာကျွန်တော်ထည့်ပြီးဆိုတာနဲ့3 mapping မှာဆိုရင်ကျွန်တော် NaN ထည့်ရပါမယ်။အကောင်ပိတ်ထားမှာပေါ့နော်။ ဒီတပ်ပန်ကြီးကိုပဲကျွန်တော်ယူတောင်ဖြစ်ပါတယ်တပ်ပန်ကြီး white card မှာ top up လုပ်ဖို့ဖြစ်ပါတယ်ဒီ output မှာဆိုရင် output မှာဆိုရင်ကျွန်တော်တို့ sorry output မှာဆိုရင်တော့ output မှာဆိုရင်သုံးမပင်မှာဆိုရင်ကျွန်တော်အာ aluminum လုံးမမပင်ကိုကျွန်တော်သုံးမှာဖြစ်ပါတယ်ဒီ aluminum မပင်မှာကျွန်တော်သုံးမယ်ကြီးကြီးလိုက်တော့ highlight ကြီးကြီးလိုက်တော့တိတ်တယ်လားဒါ aluminum မပင်နဲ့တပ်ပန်ကြီးနဲ့ကြီး လိုမှမရ highlight to နည်းနည်း push short လိုက်တယ်ပြီးတော့ use custom မှာကျွန်တော်အမှန်ချစ်ချစ်ပြီးတော့ဒီ mass map export မှာကျွန်တော်အကောင်လုံးအတင်ပါမယ် luminous mapping ကိုကျွန်တော်တို့အကောင်လုံးတောင်းတိကျွန်တော်တင်ပါမှာဖြစ်ပါတယ်တောင်းတိကျွန်တော်တင်ပါမှာဖြစ်ပါတယ် okay ဒါမှသူ့ရဲ့ highlight က short လင်းပို့ပြီးတော့ကျွန်တော်တို့ dynamic range ပို့ပြီးတော့ကောင်းတယ်ဒီက davanji 2ရဲ့လောက်လောက်ပုံနေပေါ့နော်ပြီးတော့နောက်တစ်ခုက use custom map ကိုကျွန်တော်အမှန်ပြန်ချစ်ပါမယ်။နောက်ဂျန်တဲ့ဟာကိုတော့ default အနေနဲ့ကျွန်တော်ပြန်ထားလို့ရတာပေါ့နော်။ Okay ။အခုကဒီကျွန်တော်တို့အာ option ပြန်ပေါ်မှာဆိုရင် option app option app option app တောင်းခုကျွန်တော်ပြန်ပေါ်ပြပါရစေ။ကျွန်တော်တို့ကအလုပ်လုပ်ရင်ဒီသူ့ရုပ် voice pic ကဒီကြားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ import out csd နဲ့ reservoir online ကြားမှာကျွန်တော် voice pic ဖြစ်ပါတယ်။ ဒီကြားမှာကျွန်တော် color grading လောက်မှာဖြစ်ပါတယ်။ကြံတဲ့ဟာဒီကြားမှာကျွန်တော်အလောက်လောက်ဖြစ်ပါတယ်။ဘယ်လိုမျိုးလဲကျွန်တော်ဒီကြားမှာလောလောချင်းကျွန်တော် and conflict video ပေါ့နော်။ကျွန်တော်ဒီ seven online ရဲ့ဒီအနောက်ဘက်ချမ်းမှာအနောက်ဘက်ချမ်းမှာလောက်ပြန်လောက်ရင်တော့ဒါကကျွန်တော်တို့ရဲ့ conflict video ဖြစ်သွားမှာပေါ့နော်။ဒါဥပမာအနေနဲ့ကျွန်တော်ပြောရရင်ဘယ်လိုပါလဲတော့ဆိုတော့ဓပုံစရာဆိုတော့မြန်မာတိတ်ကြတာဗျာ။ဒီနှစ်ခုဒီ CSD နဲ့အာ seven online ကြားမှာလောက်ရင် raw ဓပုံပြင်တာနဲ့တူပြီးတော့ အာစပတ် online အပြင်ဘက်မှာလောက်လို့ရင်ဂျေပတ်နဲ့တူတာပေါ့နော် okay ဘလိုမျိုးกว่าလဲကျွန်တော်ထပ်ပြမနော်ဒီ CSD နဲ့စပတ် online ကြားမှာကျွန်တော် highlight ကိုကျွန်တော်တို့ဒါ50တင်ကြည့်လိုက်မှာပေါ့နော်ဒါ50 50တင်တာဒါ highlight တဲ့ဒီကျွန်တော်တို့ရဲ့ဒီဟိုဟာ waveform ကြည့်ပေါ့နော်80တိတောက်သွားတာပေါ့နော် waveform ကြည့်ပြီးတော့ဒီနောက်တစ်ချက်ပဲဒါလောမ same same ပေါ့နော် same same ဟိုဟာအာ footage တွေပဲ control c ပြီးတော့ပထမခုတည်းကကျွန်တော် control v ဒါကိုကျွန်တော်ဖြတ်လိုက်ပြီးတော့ဒီ reservoir online ရဲ့အရှိက option m ဒါကလည်းကျွန်တော် highlight ကို90ကျွန်တော်ပြန်တင်ပါတော့90ကျွန်တော်ပြန်တင်မယ်ဒါကအာအပြင်ဘက်ခြမ်းเนาะဒါက reservoir online ရဲ့အပြင်ဘက်ခြမ်းမှာဒါက box page မှာ highlight တခြားကြည့် highlight တခြားကြည့်အဲ့မှာအဲ့အဲ့လိုမျိုးပေါ့နော်သူကကွာတယ်ဗျာ ွာလဲဆိုတော့ကကျွန်တော်တို့အလုံးလုံးရင်တော့ဒီအแทမှာပဲအလုံးလုံးတော့ပိုကောင်းပါတယ်ဒီအပြင်မှာလုံးလုံးလုံးဝ final မှာ final ကြရင်တော့ adjust နည်းနည်းပြန်လုပ်ဒီအပြင်မှာအလုပ်ပြီးတော့အလုံးတော့ပိုကောင်းပါတယ်ကျွန်တော်တို့လိုချင်တဲ့ခြား effect တွေ plugin တွေပါရှိသေးရင်ဒီအပြင်မှာလောက်တော့ပိုကောင်းပါတယ် okay ဒါကျွန်တော်တို့ရဲ့ဒါကဒီဟာလေးကျွန်တော်ဖြတ်ဖြတ်ပါမယ်အဲ့လေကျွန်တော် okay ပြီးတော့နောက်တစ်ခုကဒီအပေါ်ဆုံးအားဆုံးကျွန်တော်တို့ clip ရှိမယ် timeline ရှိမယ် timeline နဲ့ timeline လောက်လောက် timeline မှာလောက်လောက်ပုံကကျွန်တော်ကဘယ်လိုလောက်လဲဆိုတော့ timeline က timeline မှာကျွန်တော် color grade လို့ရလားဟာ timeline မှာ color grade ရှင်တော့ကျွန်တော်တို့ဥမာ timeline မှာ grade ရင်ကျွန်တော်တို့ရဲ့ရှိတမြ footage အားလုံးထိတယ်ဗျာကျွန်တော်ဥမာ music video ဖြစ်ဖြစ်အာဘယ်လို short film ဖြစ်ဖြစ်ပေါ့နော်ကျွန်တော် timeline မှာရှိတယ် အာအတတင်းမှာကျွန်တော် food tip မှာ timeline မှာရှိတဲ့ food tip အားလုံးသူထည့်တယ်အဲကြောင့်မလို့တော်တော်များများက timeline မှာ color မကြိတ်ပါဘူးဘာလုပ်လို့ရတာဆိုတော့ timeline မှာကျွန်တော်တို့ရဲ့ဒီအာ csd import output ကျွန်တော်ထည့်လို့ရတာပေါ့နော်ဥမာဒါဒါကျွန်တော်တို့နောက်တစ်ခုတက်ကျွန်တော်ထည့်ထည့်ကြည့်လိုက်ပါပေါ့နော် timeline မှာဒါဆိုရင်ကျွန်တော်ဒီဒါကိုကျွန်တော်တို့ csd ထည့်လိုက်ပါနော် c csd ကျွန်တော်တို့ဒါအာ color space and spawn ကျွန်တော်ထည့်မယ် okay that our lâu... senior aslog 3 oh sorry aslog 3 aslog 3 that our y gamma wg y, uh, y, y gamma wg intermediate we don't uh now then we don't option up we like wg y gamma spray we the talk about wg wg y gamma wg intermediate Rõ, uh, ra sao bao này? Ra sao bao này? Vì rõ, tao gó, uh, uh, mình nạc lê bì mát, mát chết, mát chết, mát chết, thong tên lại. Ok, tao dùng cho nó rô, tai lai mà cho nó rô, tao sẽ ếch tìm nhận thẻ rồi bó nó. Sao bà, sao bà, I'm sorry. Sao bà, ô này. Tao, mà cho nó rô thẻ nhé, nó hút tích ra nhận chị. ောက်နောက်တစ်ခုတကြသူအကုန်လုံးထိသွားတာကွာဟုတ်ရဟောအကုန်လုံးထိသွားတော့ဘလို့ဘလို့မျိုးလဲဆိုတော့အမှကျတို့တိုင်းလိုင်းမှာ color space ထည့်တာတော့ပဲကျတို့ကောင်းတာပေါ့နော်ဘယ်လိုမျိုးလုပ်လို့ဆိုတော့ဒီ clip မှာဒီမှာ output မှာပြီးွားတဲ့ဟာကိုတိုင်းလိုင်းမှာသူကပြန်လှုပ်လှုပ်တာပေါ့နော် whole lesson 2မှာကျွန်တော်ပြောထားတယ်လို့ပဲတိုင်းလိုင်းမှာဒီအာဒီ clip မှာပြီးွားတဲ့ဟာကိုအကုန်လုံးဒီ output မှာ ဒီ timeline မှာပြန်အလုပ်လုပ်ပါတယ်အဲ timeline မှာပြန်လုပ်လုပ်ပါအဲကြောင့်မလို့ဒီဒီ timeline နဲ့ပတ်သက်တဲ့အာ clip မှာရှိတဲ့အာဟိုမှာဆို CSD ကျွန်တော်တို့ဖြောက်ကြည့်လိုက်မယ်လား CSD ကိုကျွန်တော်ဖြောက်လိုက်မှာပေါ့နော် delete ဒါ delete ဆိုတော့ပုံမှန်ပြန်ဖြိုးရတာပေါ့နော်အခုဆိုအခု okay timeline မှာကျွန်တော်တို့ဒီ footage ကျွန်တော်တို့ Sony တွေရိုက်ထားတဲ့ footage အကုန်လုံးဆိုရင်ကျွန်တော်တို့ CSD မှာ timeline ဘောက်မှာတင်လိုက်ဆိုရင်ကျွန်တော်တို့ခြားဟာဆို clip မှာပဲ ကျွန်တော် exposure တွေ color grading လောက်တာတွေအားလုံးကျွန်တော်တို့လုပ်လို့ရတာပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်တို့ timeline မှာဟိုမှာ footage မတူဘူးကျွန်တော်တို့ canon နဲ့ရိုက်ထားတာရှိတယ်အာဒီ cone နဲ့ရိုက်ထားတာရှိတယ်ခြား brand နဲ့ရိုက်ထားတာရှိတယ်ဆိုရင်ကျွန်တော်တို့ group ဆိုတာရှိတယ်ဟိုမှာကျွန်တော်ကျွန်တော်ဖော်ပြမှာပေါ့နော်ကျွန်တော်ခြား brand footage မရှိလို့ကျွန်တော်ဒီဟာနဲ့အာဖော်ပြမှာပေါ့နော်ဟိုမှာဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကျွန်တော်ဒီမှာ reset reset လောက်လိုက်မှာပေါ့နော် ဒီဒုတိယဒုတိယဒုတိယကလေးနဲ့အာဒုတိယကလေးနဲ့တတိယကလေးနဲ့ right lane နိုင်ပြီးတော့ဒီမှာ active new group ဆိုတော့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ရဲ့ကျွန်တော်တို့ slot 3 sony slot 3ပဲเนาะအစနေ slot 3ကျွန်တော် okay လောက်လိုက်မယ်ဒါကသူအာ group ဖွဲ့ group ဖြစ်ရင်ဒီမှာဒီမှာဒီ marketing တစ်ခုသူမှတ်ထားပေးရပါเนาะ okay ဒီမှာဆိုရင်ကျွန်တော်တို့ group မှာဆိုရင်ဘယ်လိုမျိုးလာမှာဆိုတော့ ဒီမှာအာ group pre pre clip ရယ် clip ရယ်ပြီးတော့ time group post clip group b clip မှာ import cst import ထည့်ပြီးတော့ group post clip မှာ ကျွန်တော်တို့ရဲ့ response အနေပြန်ထည့်ရမှာပေါ့နော် group b clip မှာကျွန်တော်တို့ဥမာ pre မှာဆိုရင်ကျွန်တော် cst ပြန်ထည့်မယ်ပြီးတော့ cst ဒါ cst မှာဆိုရင်ကျွန်တော်တို့ရဲ့ import ကို import import ပြီးတော့အာ group post မှာဆိုရင်ကျွန်တော်တို့ output ပြန်ထုတ်ပါမယ်။ Okay ဒါဆိုရင်ဒီ group တဲ့ group ဖြစ်သွားတာပေါ့နော် group နှစ်ခုဖြစ်သွားတာပါ။အဲဆိုအဲဆိုရင်ကျွန်တော်တို့ clip မှာပဲကျွန်တော်တို့ကြိုက်တလို့အလုံးလုံးလုံးရပါတယ်။ဒီမှာ clip မှာဆိုရင်ကျွန်တော်ကြိုက်တလို့လုံးလုံးလုံးရပါတယ်။ကြိုက်လို့တလို့ကျွန်တော်တို့အလုံးလုံးရပါတယ်။အဲ့ဒီအဲ့ဒီမျိုးတွေပေါ့နော်။ clip မှာလုံးလုံးရင်ဒီမှာကျွန်တော် exposure တင်လိုက်တယ်ဒီမှာမထိပ်ဘူးဗျာ။ဒီ group မှာ group မှာကျွန်တော်တို့လောလောရင်တော့ထိတာပေါ့နော်ဒီ group မှာဒီမှာ group group တွေမှာဆိုရင်ကျွန်တော်လောလောရင်ဒီမှာနှစ်ခုထိတာပေါ့နော်အဲအဲ့လိုပဲလို့ group မှာတော့အလုံးမလုံးနဲ့ပေါ့နော် group မှာဆိုကျွန်တော်တို့ရဲ့အာ import လောက်ပဲ import နဲ့ output ထဲတာထဲကြတာများတာပေါ့နော်အဲ့လိုပဲထည့်နေကြပါလေ okay အာဒီနေ့ကတော့ဒီကနောက်မနက်ဖြန်ကြရင်တော့နောက် color space management အကြောင်းကျွန်တော်ပြောမှာဖြစ်ပါတယ်။ Okay ဒီနေ့ကတော့ဒီလောက်ပါပဲ။ အာဒီမပြောခင်ကျွန်တော်ရဲ့ဒီနေ့တိုင်းကျွန်တော်အာ course အကြောင်းကိုသိချင်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါအာဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းခြင်းများစွာနဲ့ဖြန်ချပါစေ bye bye အေးဗျာပွာပြင်းလိုက်တော့ yeah